တော်သမီးတို့ရေ အားလုံးမင်္ဂလာပါနော်ဒီချဲကတော့ဒုတိယရဲလူမှုရေးဘာသာရပ်ကိုတင် जा ပေးမယ်ဒီချဲနိုင်ဖြစ်ပါတယ်အခုစာတင်ချိန်မှာ အခန်းလေးကျွန်ုပ်အားကြဂုံယူရသောတမိုင်းဝင်ခေါင်းဆောင်များဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့သင်ခန်းစာလေးတက်တက်မှာတီကျန်စစ်သားဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်

ျန်စစ်သားဖြစ်တယ်။ကျန်စစ်သားငငယ်ကလေးကယောသားဖြောင်းမတ်ပြီးတော့ရဲရဲထမြစ်တဲ့အပြင်ထိုက်ခိုက်ရတာကိုလေဝါသနာပါတယ်။ကျန်စစ်သားအရွယ်ရောက်လာတဲ့အခါဓာခုတ်လှံပြစ် လေးမြအတက်စင်စီးညင်းစီးအတက်ပညာတွေကိုကျွမ်းကျန်ကျင်ကျင်တက်မြောက်တယ်။လယုံကြီးနှလုံးကြီးနဲ့ပြည့်စုံတာကြောင့်ပကံသူရဲကောင်းတယောက်ဖြစ် ထင်ရှားလာခဲ့သည်။ကျန်စစ်သားဘီရင်ဖြစ်လာတဲ့အခါနိုင်ငံတော်စီးလုံးညီညွတ်စေဖို့မွန်ပမာစီးလုံးရေးကိုဆောင်ရွက်တယ်။အရေးချင်းရှိတဲ့မွန်ပညာရှိတွေကို ထိုက်သင့်တဲ့ယာတူးတွေပေးတယ်။စိုက်ပျိုးရေးလုပ်ငန်းတိုးတက်စေဖို့ဆဲ၊မြောင်း၊ကန်၊ချောင်းတွေကိုပြုပြင်တည်ဆောက်ခဲ့တယ်။ကျန်စစ်သားမင်းဟာအနော်ရထာမင်းလက်ထက်ကအပီးမသက်ခဲ့တဲ့ရွှေစည်းကုံစီတွေကိုပြီးစီအောင်တည်ဆောက်ခဲ့တယ်။ အာနန္ဒာကိုဖျားကိုလည်းတီထားကိုးခွဲခဲ့တယ်။ချန်စစ်သားမင်းတီထားကိုးခွဲခဲ့တဲ့အာနန္ဒာကိုဖျားနဲ့ချန်စစ်သားမင်းလက်ထက်ရေးထိုးခဲ့တဲ့မြစီရီကြောက်စာဟာမြန်မာနိုင်ငံမှာသာမကကဘာတိအောင်ထင်ရှားခဲ့တယ်။ချန်စစ်သားမင်းကြီးဟာတိုင်းရင်သားစီလုံးရေးစိုက်ပျိုးရေးနဲ့သာသနာရေးတွေကိုလည်းတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ပထမမြန်မာနိုင်ငံတော်ဟာချန်စစ်သားမင်းလက်ထက်မှာအေးချမ်းသာယာပြီး တိုးတဲဖွံ့ဖြိုးခဲ့တယ်။တောက်သမီးတို့ရေတောက်သမီးတို့ဖတ်စာအုပ်ထဲမှာပါတယ်။ကျန်စစ်သားဆိုတဲ့ခေါင်းစဉ်အောက်ကရုပ်ပုံလေးကိုအရင်ကြည့်ရအောင်နော်။ပကံပြီမာတဲ့အနော်ယထာမင်းကြီးအားကိုရတဲ့သူရဲကောင်းတယောက်ရှိခဲ့တယ်တဲ့။သူ့နာမည်ကကျန်စစ်သားဖြစ်တယ်တဲ့။ကျန်စစ်သားကငယ်ငယ်ကလေးကရိုးသားဖြောင်းမတ်ပြီးတော့ရဲရင်ထက်မြက်တဲ့ပြင်တိုက်ခိုက်ရတာကိုလည်းဝါသနာပါတဲ့။ပုံထဲကကလေးတွေကဘသူတွေလို့ထင်လဲသားတို့သမီးတို့ရေ။ဟုတ်တာပေါ့တကယ်ပြောရမယ်ဆိုလို့ရှိရင်ကျန်စစ်သားနဲ့သူ့တငယ်ချင်းတွေရဲ့ပုံလေးပေါ့။ ပုံထဲကကလေးတွေနဲ့တာဟုတ်သမီးတို့နဲ့တူတယ်လို့ထင်လားမတူဘူးဘာရီများမတူဘူးလေစပီးအဝတ်အစားဟုတ်တာဗောရှေးခေတ်ဝတ်စားပုံနဲ့အခုခေတ်ဝတ်စားပုံကကွဲပြားရယ်လीနော်ပုံထဲကကလေးလေးကဘာလုပ်နေကြလဲကစားနေကြတာဗောပြီးတော့လေကလေးတို့ရေခြံစစ်သားငငယ်ကအခုသခိုင်းတိုင်းဒေသကြီးထီးလိုင်ရွာမှာနေထိုင်နေတာတဲ့ကဲတောင်းသမီးတို့ရေနောက်ပုံလေးတစ်ပုံကိုကြည့်ကြည့်ရအောင်ဟော ောက်ပုံလေးမှာကကျန်စစ်သားကအရွယ်လေးရောက်လာရောဓာခုတ်လှံပြစ်လေးများအတက်တီးစင်စည်းမြင်းစီအတက်တီးကိုဝိကျွန်းကျွန်းကျင်ကျင်နဲ့တက်မြောက်လာတယ်တဲ့လက်ယုံကြီးနှလုံးရှင်နဲ့ပြည်စုံတဲ့တဲကြောင့်မို့လို့ပကံသူရဲကောင်းတယောက်ဖြစ်ထင်ရှားလာခဲ့တယ်တဲ့တောက်သမီးတို့ရေပုံထဲမှာဘာတွေတွေ့ရလဲဟုတ်တယ်ပုံထဲမှာလူမြင်းလှံကိုတွေ့ရတယ်ဟုတ်ပြီတောက်သမီးတို့ပုံထဲကလူကဘသူဖြစ်မယ်လို့ထင်လဲ မန္နာပေါ်ကျန်စစ်သားပေါ်ကျန်စစ်သားကမြင်းကြီးနဲ့ဘာလုပ်နေလဲလို့ထင်လိုက်ဟုတ်ပြီမြင်းကြီးနဲ့ဘာလုပ်နေလဲဆိုတဲ့အကြောင်းကိုဒီချက်ကပြောပြပေးမယ်နော်ဟိုးရင်နှုံးကလေစစ်တိုက်ထွက်မဲ့သူတွေကတဲ့ကိုနဲ့တူစေမြင်းတွေကိုစနစ်တကျလေ့ကျင့်ပေးထားကြတယ်ဒါမှလေစေမြင်းတွေကတခင်နဲ့တူတူတိုက်ပွဲမှာပါဝင်လုံဆောင်နိုင်မှာပေါ့ တိုက်ပွဲဝင်စင်းမြင်းတွေကလူတွေလိုပဲဖြက်လက်တက်ကြွပြီးတော့လိမ္မာပါနေကြတယ်။ဒါကြောင့်ကျန်းစစ်သားကသူနဲ့တူသူ့ရဲ့မြင်းကိုပါလေးချင်ရေးလုပ်ပေးနေတာပေါ့။ကဲတောင်းသမီးတို့ရင်နောက်ပုံလေးတစ်ပုံမှရောဘာတွေ့လဲ။ဟုတ်ပြီ။ကျန်းစစ်သားကဘယင်လဲဖြစ်လာရောနိုင်ငံတော်စီးလုံးကြီးညို့ဖို့အတွက်မွန်ပမာစီးလုံးကြီးကိုဆောင်ရွက်တယ်။အရေးချင်းရှိတဲ့မွန်ပညာရှိတွေကိုလေတဲ့ထိုက်တဲ့ဂျာတူးတွေပေးတယ်တဲ့။ ီပုံထဲမှာဆိုရင်ပုံထဲကပစ္စည်းတွေနဲ့အခုခေတ်ပစ္စည်းတွေမတူတဲ့အကိုကားဟုတ်သမီးတို့တတိထားမိကြပါလိမ့်မယ်။ပုံထဲကရေတကောင်ကိုခေါ်တဲ့ပစ္စည်းလေးကိုကြည့်ပါဦး။ရေတကောင်ဆိုတာကတောက်ရေထည့်တဲ့လေပင်းရှိဦးဖြစ်ပြီးတော့မြေဒါမှမဟုတ်ရုံးထည်နဲ့ပြုတ်လုလို့ရတယ်။ပုံထဲမှာတော့ကျန်စစ်သားမင်းကြီးကမွန်ပမာစီးလုံးကြီးအတွက်မွန်ပညာရှိကိုယာတုချင်းမြင့်နေတာဖြစ်တယ်။ ကဲတောင်းသမီးတို့ရေနောက်စာမျက်နှာလေးကိုကြည့်ကြည့်ရအောင်နောက်စာမျက်နှာမှာစိုက်ပျိုးရေးလုပ်ငန်းတိုးတက်စေဖို့အတွက်စေမြောင်းကန်ချောင်းတွေကိုပြည်ပြည်တိစောက်ခဲ့တယ်တဲ့ဟုတ်ပြီအဲ့ဒီစာမျက်နှာလေးမှာဘာပုံတွေတွေ့ရတယ်လဲကွယ်ဟုတ်တယ်တောင်ကိုတွေ့တယ်ဟုတ်တာပေါ့လေကွင်းတွေကိုလည်းတွေ့တယ်မနာပေါ့ကွယ်ကံကိုလေသာဟုတ်သမီးတို့တွေ့ရမှာဖြစ်ပါတယ်ပုံလေးမှာတွေ့ရတဲ့တောင်က ဗကံဒေတာမှာရှိတဲ့တူရင်းတောင်လို့ခေါ်ပါတယ်။တူရင်းတောင်ကနေစီးဆင်းလာတဲ့တောင်ကြရေကိုကံပေါင်းလုပ်ပြီးတော့ရေကိုတူလောင်ထားတာဖြစ်တယ်။အဲ့ကံကိုမြကံလို့ခေါ်တယ်။ပုံရင်းကလူတွေကဗာများလုံးနေပါလေ။မန္နာပေါ့ကွယ်လက်ထုံနေတာပေါ့။လက်ထဲမှာအပင်တွေစိုက်ဖို့ဘာလို့မဲထင်လဲ။လလေလေးပါကွယ်အပင်ဆိုင်ဖို့အတွက်ရေလိုတာပေါ့လိုရစ်ရေကိုဘယ်ကများရမလဲနော် ဟုတ်ကြပေါ်မြကန်ကပေါ်စိုက်ပျိုးရေးလုပ်ငန်းတိုးတက်စေဖို့မြကန်တွေကရေတွေကိုလဲခွက်သေးကိုတွေ့ယူစိုက်ပျိုးကြရတယ်။အဲ့ဒါပြီးစိန်မြောင်းကနေလည်းတွေ့ယူစိုက်ပျိုးကြတယ်။အခုခေတ်မှာလေစိုက်ပျိုးရေးအတွက်ရေတွေကိုရခင်ခေတ်ကလိုမျိုးပဲစဲမြောင်းကနေပြီးတော့တွေ့ယူစိုက်ပျိုးကြပါတယ်တာဟုတ်သမီးတို့ရေ။ကဲဟုတ်ပြီတာဟုတ်သမီးတို့ရေတာဟုတ်သမီးတို့ရဲ့ဖတ်စာအုပ်ထဲကနောက်စာမျက်နှာလေးကိုကြည့်ကြည့်ရအောင်။ ကျန်စစ်သားမင်းကအနွေထမင်းလက်ထက်ကအပြီးမတက်ခဲ့တဲ့ရွှေစည်းကုံစည်းဒီကိုပြီးစည်းအောင်တိဆောက်ခဲ့တဲ့အာနန္ဒာကိုဖျားကိုလည်းတီထားကိုခွဲခဲ့တဲ့ပုံထဲကစည်းဒီကတော့ရွှေစည်းကုံစည်းဒီဖြစ်ပါတယ်ရွှေစည်းကုံကိုအနွေထမင်းကြီးကစတင်တီးခဲ့တာပါခလေးတို့ရေအနွေထမင်းကြီးနေရွာဆန်ပြီးတော့ကျန်စစ်သားမင်းလက်ထက်ရောက်တဲ့အခါအပြီးမတက်နိုင်ခဲ့တဲ့ရွှေစည်းကုံစည်းဒီကိုပြီးစည်းအောင်လို့ဆက်လက်ဆောင်ရွက်ခဲ့တာပေါ့ ဖယားကတော့အာနနာကူဘုရားဖြစ်တယ်။အာနနာကူဘုရားမှာအမှုပညာလက်ရမြောက်တဲ့ရုပ်လုံးရုပ်ကြွတွေရှိတာကြောင့်ထင်ရှားခြင်းဖြစ်ပါတယ်။စီရီဆိုတာကအတွင်းကိုဝင်မရပဲနဲ့အပြင်ကနေဖူးမြော်ရပြီးတော့ကူဘုရားဆိုတာကတော့အတွင်းကိုဝင်ရောက်ဖူးမြော်နိုင်ပါတယ်။ချွေစည်းကုံကဘုရားဖြစ်ပြီးတော့အာနန္ဒာကတော့ကိုဘုရားဖြစ်တယ်ဆိုတာကိုဒါတို့သမီးတို့သိထားရမယ်နော်။ ကဲဟုတ်ပြီတာဝတ်သမီးတို့ရေ နောက်စာမျက်နှာလေးမှာတော့ဂျန်စစ်သားမင်းတီထားကိုခွဲခဲ့တဲ့အာနန္ဒာကိုဖျားနေတဲ့ဂျန်စစ်သားမင်းလက်ထက်ရေထိုးခဲ့တဲ့မြန်စီတီကြောက်စာကမြန်မာနိုင်ငံမှာသာမကဘူးကဘာမှာလဲထီရှားပါလေတဲ့ဟုတ်ပြီအခုပုံလေးမှာတွေ့ရတဲ့အရာကတော့မြန်စီတီကြောက်စာလို့ခေါ်တယ် ီချေကသားတို့သမီးတို့ကိုမြစီရီကြောက်စာဘလို့ပေါ်ပေါက်လာရတဲ့ဆိုတဲ့အကြောင်းကိုရှင်းပြပေးမယ်နော်။ကျန်စစ်သားမင်းကြီးရဲ့သားတော်ရာဇကုံမာကမေရောကန်တော်ကုံတဲ့အခါမှာလဝိရေဒနာနဲ့ဂျုံသုံးရွာကိုအမွေရရှိခဲ့တယ်တဲ့။ကျန်စစ်သားမင်းကြီးနာမကျန်းဖြစ်လာတဲ့အခါမှာသားတော်ရာဇကုံမာကဖခင်ရဲ့ကျေးဇူးကိုအထူးတတိရတဲ့အတွက်ကြောင့်မို့လို့မိမိကို ပေးသနာခဲ့တဲ့လဝိရတနာတွေကိုထုခွဲပြီးတော့ရွှေဖျားဆင်းမှုတစုတုံးလုပ်ခဲ့တယ် ကျုံသုံးရွာကိုလည်းရွှေဖျားဆင်းမှုအတွက်လှူဒန်းပါတယ်ဆိုပြီးတော့ကျန်စစ်သားမင်းကြီးကိုရှစ်ခိုးလျှောက်ထားခဲ့တယ်တဲ့ကျန်စစ်သားမင်းကြီးလည်းဝမ်းမြောက်ဝမ်းသာစွာနဲ့သာဓုခေါ်တာပေါ့အလိုနဲ့သားတော်ရာဇာကုံမာကမြင်းကပါအရက်မှာရှိတဲ့ဂူပြောင်ကြီးဖျားကိုတီးပြီးတော့ရွှေဖျားဆင်းမှုကိုထာပနာခဲ့တယ်တဲ့မြင်းကပါဆိုတာကပကံမျိုးဟောင်းနဲ့မျိုးတည်ကြမှာရှိတဲ့အရာဝတီနှစ်အရှိတ်ဘက်ကမ်းမှာတည်ရှိပါတယ် အဲ့ဒီအဖြစ်အပျက်ကို ပါဠိပြူမူမြန်မာဘာသာနဲ့ကျောက်စာလေးမျက်နှာကိုရေးထိုးပြီးတော့မှတ်တမ်းတင်ခဲ့တယ်။အဲ့ဒီကျောက်စာကိုတော့မြစေတီကျောက်စာလို့ခေါ်တာပေါ့။အာနန္ဒာကုပ္ပယားနဲ့မြစေတီကျောက်စာကတီချယ်တို့မြန်မာဘာမှမကဘူးကပါမှာလည်းထီရှားခဲ့တယ်။သိက္ခုံယူဖို့ကောင်းတာပဲနော်။ ကဲနောက်စာမျက်နှာ36နဲ့39မှာရှိတဲ့ပုံလေးတွေကိုကြည့်ကြည့်ကြရအောင်။ကျန်စစ်သားမင်းကြီးကတိုင်းရင်းသားစီးလုံးညီညွတ်ရေးနဲ့စိုက်ပျိုးရေးသာသနာရေးတွေကိုလည်းတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့တယ်တဲ့။ပြီးတော့ပထမမြန်မာနိုင်ငံတော်ကကျန်စစ်သားမင်းလက်ထက်မှာအေးချမ်းတာယာပြီးတော့တိုးတက်ဖွံ့ဖြိုးခဲ့တယ်တဲ့။ပုံလေးကနွားလဲလေးကတီချဲတို့ကုခိနားလဲနဲ့မတူတာကိုသတိထားမိကြရဲ့လားကလေးတို့ရေ။ဟုတ်တယ်ဘိန်းနေအမိုးတွေပါတာ क्वे ပြားတယ်နော်။ ဟုတ်ပါပြီ။ပုံလေးကဖះကရောဘာဖះပါလဲ။မှန်တာပေါ့။အာနန္ဒကူဖះပေါ့။ကလေးတို့ရေစံစက်သားမင်းကြီးကတိုင်းရင်သားစီလုံးရေစိုင်းပြိုးရေသာသနာရေးတို့ကိုဆောင်ရွက်ခဲ့တယ်။အဲ့လိုဆောင်ရွက်ခဲ့လို့လေပထမမြန်မာနိုင်ငံတော်ကြီးကတိုးတက်ဖွံ့ဖြိုးလာခြင်းဖြစ်တယ်။ပထမမြန်မာနိုင်ငံတော်ဆိုတာကမြန်မာနိုင်ငံကို ပထမဆုံးအကြိမ်စုစည်းပြီးတော့တည်ဆောက်ခဲ့တာကိုပြောတာပါ အဲ့လိုပထမမြန်မာနိုင်ငံတော်ကြီးတိုးတက်ဖွံ့ဖြိုးလာလို့တိုင်းသူပြည်သားတွေကလည်းအေးချမ်းသာရပြီးပျော်ရွှင်စွာသွားလာနေထိုင်နိုင်ကြတာပေါ့ကွယ်။ကဲဒါလို့ဆိုရင်သားတို့သမီးတို့လည်းကျန်စစ်သားမင်းကြီးအကြောင်းကိုနားလည်ပြီးလို့ဒီချေကထင်ပါတယ်။ဒီချေနဲ့နောက်စာသင်ချိန်မှာပြန်တွေ့ရအောင်နော်။